ကျောင်းထွဲကအိမ်ပြန်ရောက်နေတဲ့ဂျန်တော်လေးကိုပညာသင်ဖို့ပြန်ခေါ်တော့မယ်ရှူရှူဂျန်တော်ကိုသူ့ရဲ့ဆိုင်မှာအလုပ်ခေါ်လုပ်ပြီးတော့ကျောင်းထားပေးခဲ့ပါတယ်ဒါပေမဲ့လည်းဂျန်တော်ရဲ့ဖခင်ကတဘောမတူတဲ့အတွက်အတင်းပြန်ခေါ်တာဖြစ်ပါတယ်ဂျန်တော်ကိုအိမ်ပြန်ခေါ်သွားတဲ့နောက်ပိုင်းမှာရှူရှူနဲ့တောင်ပေးမတွေ့ပဲဖြစ်နေတာပါဒါကြောင့်မို့ရှူရှူနဲ့ဂျန်တော်လည်းအစ်စ်အတွေ့ဖြစ်သွားခဲ့ပါတယ်အစ်စ်အတွေ့တွေပြည့်နေခဲ့ပေမဲ့ရှူရှူကဂျန်တော်ရဲ့အကြောင်းတွေကိုအမြဲလေ့လာနေတာဖြစ်ပါတယ် ရန်တော့ကဂျာတဲ့မှတခြားအလှပြင်ဆိုင်မှသွားနေခဲ့ရပါတယ်။ဖခင်ဖြစ်သူကဂျန်တော့ကိုတောင်းအောင်မယူနိုင်ပဲတဆိုင်ပြီးတဆိုင်ကိုပို့နေခဲ့တာပါ။ဂျန်တော့ကပညာလဲဆက်မတင်နိုင်ပဲနောက်ဆုံးမှတော့အိမ်ပြန်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။အခုဆိုရင်ဂျန်တော့ကအိမ်မှရောက်ရှိနေပြီးတော့အလုပ်လည်းမရှိပါဘူး။ကျောင်းလည်းတက်ခွင့်မရှိတဲ့အတွက်ပညာရေးတပိုင်းတစဖြစ်နေရတာပါ။ဒါအပြင်အလုပ်လည်းလုပ်ရတော့မယ့်အရှင်တွေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဂျန်တော့ကအခုလိုပညာရေးလဲအစ်စ်ပြက်ပြီးတော့ ဒုက္ခရောက်နေတဲ့အချိန်မှာအားလုံးကတော့ရှူးရှူးကိုဒါလှမ်းပြီးတော့အတိပေးကြတာလည်းဖြစ်ပါတယ်။ရှူးရှူးဒါဂျန်တော့ကိုပြန်ခေါ်ပေးလိုက်ရင်အရရအဆင်ပြေသွားမှာလို့ထင်နေကြတာပါ။ရှူးရှူးဘက်ကလည်းဂျန်တော့ကိုစိတ်ဆိုးတာမျိုးမရှိပါဘူး။တကယ်လို့ဒါပြန်လာမယ်ဆိုခေါ်ဖို့လည်းအဆင်သင့်ဖြစ်ပါတယ်။ထူထားတဲ့အချိန်တုန်းကစိတ်ထဲမှာဝမ်းနည်းခဲ့ပေမဲ့အခုဆိုရင်တော့တရားနဲ့တဘောနဲ့အပြေပြီးတော့နေနိုင်ပြီဖြစ်ပါတယ်။ရှူးကအရင်တုန်းကအများကြီးပို့ပြီးတော့ရင်ကျက်လာပြီးတော့ အရင်တုန်းကထက်ပိုပြီးရင်ကျက်ပြီးဖျားတရားနဲ့တာနေထိုင်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲရန်တော်ထွတ်သွားတုန်းကလည်းရေဆက်ကုန်လို့တာထင်ပေမဲ့ပြန်လာရင်လည်းလက်ခံဖို့အဆင်သင့်ပါပဲ။ရန်တော်ကိုတာသမီလို့တာသဘောထားတာဖြစ်ပါတယ်။တာသမီတယောက်လိုအမြဲတမ်းသဘောထားပြီးတော့လုပ်ပေးချင်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲအခုပြန်လာမယ်ဆိုရင်ကြောင်းထားပေးအောင်မှလို့အတိပေးလာခဲ့တာဖြစ်ပါတယ်။သူစီကနေထွတ်သွားတဲ့အချိန်တုန်းကရန်တော်ကအစဉ်ပြေလိုက်မယ်ဆိုပြီးတော့ရှူးရှူးကအထင်ထားတာပါ ဒါပေမဲ့သရှိမှာတော့ဂျန်တော့ကအဆင်မပြေပဲဒုက္ခတွေရောက်တာမျိုးမြင်တွေ့ရတဲ့အခါမှာတော့စိတ်မချမ်းသာပြန်ပါဘူးတကယ်လို့တော့အဆင်မပြေဘူးဆိုရင်တော့ခေါ်ပေးဖို့ရှူးရှူးကအဆင်သင့်ပဲဆိုပြီးတော့ပြောပါတယ်ရှူးရှူးကကလေးတွေအပေါ်မှာတန်ရုံးကျင်ပေါ်တာမျိုးသူ့စီကထွထွားတဲ့ကလေးတိုင်းကိုတခုခုဖြစ်ပါမလားဆိုပြီးတော့စိတ်ပူနေတတ်တာဖြစ်ပါတယ်ဂျန်တော့ကတော့ရှူးရှူးကိုတတိယနေတာဖြစ်ပါတယ်နှစ်နဲ့ရှီပြီးတော့နေခဲ့ပြီးပြီမို့ သူတို့အိမ်မှနေခဲ့တဲ့အမှားတရားတွေကိုတတိယနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဖခင်ဖြစ်သူကပေးမနေလို့ဂျန်တော်ကမနေဖြစ်တာပါ။ဂျန်တော်ကအခုချိန်မှာမိသားစုတောင်းဝန်လဲထမ်းရတော့မှဖြစ်ပါတယ်။ပညာရေးအတွက်လည်းအရန်ကိုအချိန်မပေးနိုင်တော့လို့အလုံးလုံးဖို့တာစ조사ရတော့မှလည်းဖြစ်ပါတယ်။လူအများကလည်းဂျန်တော်ဖခင်ကတဘောမတူလို့ရှိရှိကိုမ조사နေတော့လို့ကြံပေးနေကြတာပါ။ဂျန်တော်ရဲ့ဘဝကအတိတ်အဖြစ်သွားပြီးမို့ အဝေးကနေတာဆောက်ရှောက်ပေးဖို့အတွက်ကိုအကြံပေးနေတာဖြစ်ပါတယ်ရှီရှူကလည်းမရရအောင်ပြန်ခေါ်မယ်လို့မဟုတ်ပဲစကားအနေနဲ့ဒါပြောလာခဲ့တာပါရန်တော့ကအကျိုးစားတလို့အလုပ်လဲလုပ်တတ်တာမို့အဆင်ပြေပါစေတော့လို့ရှီရှူကဆုတောင်းပေးလာခဲ့တာပါရှီရှူရန်တော့နဲ့တက်တော်လေးတွေဆော်ရင်နဲ့ဆယ်လီဖြစ်လာခဲ့တဲ့အတူပါအခုဆိုရင်သူတယောက်တည်းဒါရပ်တည်နေတာဖြစ်ပြီးတော့ကြော်ညာလေးတွေလည်းရိုက်နေရပါတယ်သူဆိုင်လေးကလည်းအရင်လိုပဲရောင်အားတက်နေတယ်လို့ကလေးတွေအများကြီးလဲ အလုတ်တင်ခေါ်ထားပါတယ်ပိတ်တကြီးရောရန်တော်နဲ့ရှူးရှူးကိုပြန်ပြီးတော့အတူတူနေစီချင်းလားကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်